ဒီနေ့ဘာတွေထူးတယ်ဒီကနေ့မှာတော့မဲအွန်လိုင်းကအာနာယူပြီးပြောကျင်ရာပြောပြန်ပြီးဆိုတဲ့တဲ့တစ်လုံးမနိုင်မဲ့သူကိုချုံနှောင်ဖန်းစီထတာတော့အနိုင်ရဖို့စ조사နေရတဲ့ကြံ့ဖွတ်ဆိုတဲ့တဲ့နဲ့တူတိုက်ကြားမျိုးနဲ့ရစ်ကန်အနီမှာတော့ဘုံပေါက်တဲ့တဲ့တွေကိုပြောပြပါပါမဲအွန်လိုင်းကတော့တွားပါပြီစေယူပေါက်ပြီးတော့ပြောကျင်နိုင်ပြောနေပြန်ပါပြီအခုလဲတိုင်းပြည်ကဒီမိုကရေစီလမ်းကြောင်းတွားနေချိန်မှာလက်နဲ့ဆွဲကင်တောင်းဆိုတာမှားတယ်ဆိုပြီးတော့ပြောဆိုလိုက်ပြန်တာပါရွေးကောက်ပွဲကျင်းပပြီးတော့ဒီမိုကရေစီလမ်းကြောင်းတွားနေချိန်မှာတိုင်းသားလက်နဲ့ကင်တွေအပါဝင်ပြည်သူ့ကာကွယ်တပ်တွေအနေနဲ့လက်နဲ့ဆွဲကင်ပြီးတောင်းဆိုတာမှန်ကန် နဲ့လမ်းစဉ်မဟုတ်ဘူးဆိုပြီးတော့အာနာသိမ်းတဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောဆိုလိုက်တာလည်းဖြစ်ပါတယ်ဒီကနေ့ဇွန်လ25ရက်နေ့ကနေ28ရက်နေ့ထိနေပြီးတော့မှကျင်းပနေတဲ့ငင်းငယ်ရေးဖိုတန်း2025ဖွံ့ဖွဲအခမ်းအနားမှာအခုလိုပြောတာပါရုပ်ဝတ်ပွဲကျင်းပပြီးလို့လွတ်တော်ပေါ်ပေါက်လာပြီးကျွန်တော်တို့သွားကျင်တဲ့ဒီမွေစီလမ်းကြောင်းကိုသွားနေတဲ့အချိန်ခါမျိုးမှာလက်နက်ဆွဲကန်ပြီးမိမိတို့လူလာတာကိုတောင်းဆိုတာမျိုးလက်နက်ကင်လမ်းစဉ်ကိုဖတ်တွေ့ပြီးလူမျိုးဆွဲဒေတာဆွဲကြီးမားစွာနဲ့လှုပ်ဆောင်ဖန်လှုပ်ဆောင်ဖန်တီးနေတာတွေဟာဒီမွေစီစစ်နဲ့တွေ့ဖဲနေတဲ့မှန်ကန်တဲ့လမ်းစဉ်မဟုတ်ဘူးလို့တမ်းပြီးအာနာသိန်းနဲ့စစ်ကောင်းဆောင်မ င်းအောင်လှိုင်ကပြောဆိုလိုက်တာပါဒီမိုကရေစီနဲ့တွားနေတာကိုတိုင်းပြည်ဖြတ်လက်နက်အားကိုနဲ့အာဏာသိမ်းခဲ့တဲ့စစ်ကောင်ဆောင်ကအခုလိုအာမနာရှာမကြိုးပြောဆိုလိုက်တာလည်းဖြစ်ပါတယ်အခုတိုင်းပြည်အာဏာသိမ်းတာကလည်းနောင်ရှိဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီနိုင်ငံတော်ကိုဆောင်ရွက်ပေးခြင်းဖြစ်တယ်ဆိုပြီးတော့လဲစစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောဆိုထားပါသေးတယ်ပြီးတော့ပြည်သူတွေလူလာနေတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုမဖြစ်မနေအကောင်အထည်ဖော်သွားမယ်လို့လဲမင်းအောင်လှိုင်ကတော့အချက်မရှိပြောပါသေးတယ်2010 2015ရွေးကောက်ပွဲကာလတွေမှာပါတီစုံဒီမိုကရေစီစနစ်ကိုရာနှုန်းပြည့်ဆောင်ရွက်နေတာတွေ့ရတယ်ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့လိုတယ်ပြည်သူက ကရွေးကောက်တွင်မြောက်လိုက်တဲ့အစိုးရကိုနိုင်ငံတော်အာဏာလွှဲပေးမှာဖြစ်တယ်။ရွေးကောက်ပွဲကျင်းပနိုင်ရနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ညဉ့်ညံ့ရေးခြေလှမ်းမှာမူတည်နေတဲ့ဆိုပြီးတော့လဲစစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောဆိုထားပါသေးတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်ကတိုင်းပြည်မတည်ငြိမ်ရင်ရွေးကောက်ပွဲမလုပ်ဘူးဆိုတဲ့သဘောမျိုးပြောတာပါ။သူဆရာသည်တန်းရွှေလိုမျိုးတိုင်းပြည်ကိုအကြာကြီးအုပ်ချုပ်ခြင်းနဲ့ပုံစံမျိုးလိုလဲနိုင်ငံရေးလိဒါသူတွေကတော့တုံ့သက်ပြောဆိုထားပါတယ်။အခုလဲတိုင်းပြည်အာဏာသိမ်းတာဖွဲ့စည်းပုံခြေခံတဲ့ညီတယ်ဆိုပြီးတော့ပြောနေပေမဲ့လုတ်တဲ့လုတ်ရတိုင်းကတော့2008ဖွဲ့စည်းပုံအရာကိုပုံဝင်ဘူးလို့နိုင်ငံရေးလိဒါသူတွေကတော့တုံ့သက်ပြောဆိုထားပါတယ်။အခုလက်ရှိမှာစစ်ကောင်စီကအရေးပေါ်အ ်ကာလကိုအချိန်ချင်းကျင်ညာပြီးတော့ဆေးအုပ်ချုပ်ရေးနဲ့အုပ်ချုပ်နေတာပါပြည်လုံးကျွတ်ရွေးကောက်ပွဲကိုတော့အခု2025နှစ်ကုန်ပိုင်းနဲ့2026နှစ်စပိုင်းဒီမှာတော့ကျင်းပဖို့ပြင်ဆင်နေတယ်ဆိုပြီးတော့လည်းအခြေတန်ပြထားပါတယ်တိုင်းပြည်အာဏာလုစစ်ကောင်စီကိုတော့တရားမဝင်အဖွဲ့အစည်းတွေဖြစ်တရားမဝင်အဖွဲ့အစည်းဖြစ်မြို့သားညီညီဆိုရ NUG နဲ့ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစုတွေကတော့တတ်မှတ်ထားပါတယ်နောက်ထပ်ပြောပြပေးချင်တဲ့သတင်းကတော့တသက်လုံးမနိုင်ခဲ့တဲ့သူကိုချုံနောင်ထားတာတောင်ရွေးကောက်ပွဲအနိုင်ရဖို့စ조사နေရရှာတဲ့ကြံ့ဖို့ဆိုတဲ့သတင်းကိုလည်းပြောပြပေးချင်ပါတယ်ကြံ့ဖို့လို့ပြည်သူတွေကခေါ်ကြတဲ့စစ်တရဲ့တော်တော်နောက်ခံကြံ့ခံရေးပါတီက တော့ဘယ်စီနေမယ်မသိသေးတဲ့စစ်ကောင်စီလုံမဲ့ရေကောက်ပွဲမှာအနိုင်ရဖို့ကြိုးစားနေရပါပြီသူတို့တစ်တလုံးပြိုင်လို့မနိုင်ခဲ့တဲ့မြို့သားမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ဥက္ကဋ္ဌဒေါက်ဆန်းစုကြည်အပါအဝင်ထိပ်ပိုင်းခေါင်းဆောင်တွေကိုစစ်တကဖမ်းဆီးထားချိန်မှာတော့ပြိုင်သူမရှိတဲ့ရေကောက်ပွဲမှာအနိုင်ရဖို့ကြိုးစားနေရကြတာပါရေကောက်ပွဲအောင်နိုင်ရေးမှာနေပြီးတော့ပြည်တော်စုနေမီကစံပြဖျက်အောင်လုံမဲ့ဆိုပြီးတော့ကြန့်ကန်ရေးပါတီရဲ့ဒုတိယဥက္ကဋ္ဌဥက္ကလထုံးကတော့အခုလိုမျိုးပြောဆိုလိုက်တာပါချက်ဖို့ပါတီဒုတိယဥက္ကဋ္ဌဥက္ကလထုံးကနေပြီးတော့ပါတီရုံးကမှာတိုင်းခေမြို့နယ်ပါတီတာဝန်ခံတွေနဲ့ပြီးခဲ့တဲ့ဇွန်လ24ရက်နေ့ကတွေ့ ဆောင်ချိန်မှာအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ဥလာတော်ကစစ်တပ်ဗိုလ်ချုပ်ကြီးရောင်းဘောင်းမီချွတ်တမရဦးသိန်းစိန်လက်ထက်မှာဗဏ္ဍာရေးနဲ့အကွန်ဝင်ကြီးဖြစ်တာဝန်ယူခဲ့သူပါစစ်ဗိုလ်ချုပ်ဟောင်းအများစုဦးဆောင်နေတဲ့ကြံ့ခိုင်ရေးပါတီကအခုတမ်းပြီးအာနာသိန်းသာရဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကကျင်းပမယ်လို့ပြောထားတဲ့ဒီစင်မှာရွေးကောက်ပွဲကိုတော့ပါဝင်မှုပြင်ဆင်နေတာလည်းဖြစ်ပါတယ်။အရှိမလဲကြံ့ခိုင်ရေးပါတီကရွေးကောက်ပွဲကော်မရှင်မှာမှတ်ပုံတင်ထားတဲ့ပြည်တွင်းကနိုင်ငံရေးပါတီဒါစင်ကြီးတဲ့အထက်မှာအင်အားကြီးပါတီကူပြည့်ဆက်တဲ့ရှိနေတာပါကြံ့ခိုင်ရေးပါတီကတော့သူတို့ကအင်အားကြီးပါတီလို့သာသူတို့ဗလာသူတို့ပြောဆိုနေကြပေမဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီ LND ပါ ါတီဝင်ရောက်ရှင်မြန်ခဲ့တဲ့ရွေးကောက်ပွဲတိုင်းမှာတော့တခါမှအနိုင်မရသေးပါဘူး။နောက်တစ်ဆက်ရွေးကောက်ပွဲမှာတော့ NLD ပါတီမပြိုင်ခဲ့တာတောင်ကြန့်ခန့်ကြီးကချိုတင်မဲတွေနဲ့အနိုင်ရခဲ့တာပါ။မြို့သားဒီမိုကရေစီဖွဲ့ချုပ်ပါတီ NLD ပါဝင်တဲ့ရွေးကောက်ပွဲဒီမှာတော့ကြန့်ခန့်ကြီးကတခါမှကိုမနိုင်တာပါ။တနည်းပြောရရင်စစ်ဘုတ်ချုပ်တွေရဲ့ပါတီကဒေါန်ဆန်းစုကြည်ကိုတခါမှမနိုင်တာပါ။အခုလည်းသူတို့တစ်သလုံးမနိုင်တဲ့ဒေါန်ဆန်းစုကြည်ကိုစစ်တပ်ကဖမ်းထားတာတောင်မှကြန့်ခန့်ကြီးပါတီကတော့မရေရာမသေးကြတဲ့ရွေးကောက်ပွဲမှာတော့အနိုင်ရဖို့စ조사ရုံးကန်နေရတာမြင်တွေ့ရတယ်လို့နိုင်ငံရေးလေးလံဆောင်ကြည့်သူတွေကပြောဆိုလိုက်တာပါ။နောက်ထပ်ပြောပြပေးချင်တဲ့သတင်းကတော့ရန်ကုန်တာကဒမြို့နယ်ရေစကန်ဒီမှာ ာဘုံဘုတ်တဲ့တင်ကိုပြောပြပေးကြပါမယ်ဒီကနေ့ဇွန်လ25ရက်နေ့လပိုင်းကတာကိတာမြို့နယ်မြင်းတရာလမ်းပေါ်မှာရှိတဲ့တာကိတာမြို့မှာရေစကန်ဤမှာဘုံပေါက်ခဲ့တာပါဒီကနေ့မိုးလပိုင်းတော့ကအဲ့ဒီရေစကန်ဤမှာမပေါက်ကွဲသေးတဲ့ဘုံတလုံးကိုစစ်ကောင်စီတပ်ကတွေ့ရှိပြီးတော့ဖောက်ခွဲလိုက်တာဖြစ်တယ်လို့လည်းဒေသခံပြည်သူတွေကတော့ပြောဆိုထားပါတယ်အဲ့ဒီအနီးနားပတ်ဝန်းကျင်မှာနေတဲ့ဒေသခံပြည်သူတွေကဒီကနေ့နေ့လယ်7နိုင်ခွဲကျော်လောက်မှာဘုံကိုတွေ့တယ်2နိုင်ခွဲလောက်မှာစစ်တပ်ကခွဲလိုက်တာလို့သူကတော့သတင်းမီဒီယာကိုပြောဆိုထားပါတယ်စီစဉ်မှတ်တိုင်အနီးနားမှာရှိတဲ့အဲ့ဒီတာကိတာရေစကန်ဤမှာဘုံတလုံးထောင်ထားခဲ့တာလို့ရန်ကုန်မြို့ပြအခြေစိုက်တော်လိုင်းလို့ဆောင်နေတဲ့အဖွဲ့တစ်ခုနဲ့နှီးစက် တဲ့သတင်းမျိုးကတော့သတင်းမီဒီယာကိုပြောဆိုထားပါတယ်ဘုံတော်နာပြီးခွဲတာမကွဲသွားဘူးအဲ့ဒီဘုံကိုစစ်တပ်ကတွေ့သွားတာလို့သူကတော့သတင်းမီဒီယာကိုပြောပါတယ်စစ်ကောင်စီတပ်ကတော့ဘုံတွေ့ရှိပြီးနောက်မှာတော့တာကီတာရေစကန်စီစဉ်အမှတ်တံနဲ့ရုပ်ရှင်ရုံတကြောကမင်းတို့သားလက်မကိုပိတ်ဆို့ပြီးတော့စစ်ကောင်စီရဲနဲ့စစ်တပ်ပူးပေါင်းတပ်ဖွဲ့တွေကဒီနေ့နေ့လယ်ပိုင်းကြီးစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့မြို့ကန်တချို့တွေကတော့ပြောဆိုထားပါတယ်